2.99 million baht ထဲနဲ့140 square meter ကျဲတဲ့3 bedroom 2 bathroom အသင့်ပြင်ဆင်ပြီး fully furnish တထပ်အိမ်လေးကိုရရှိမှာဖြစ်ပါတယ်။နေရာကတော့ Sarafi မြို့နယ်ရေမလွှမ်းတဲ့နေရာမှာရှိမယ်။အနည်းဆုံးဈေးကို10မိနစ်နဲ့သွားလို့ရပြီးတော့အနည်းဆုံး Lana International School ကိုလည်း15မိနစ်တွင်သွားနိုင်ပါတယ်။ဒီအိမ်လေးကတော့ primary home တစ်ခုထပ်စားလို့ရှိရင် retirement home vacation home second home အနေနဲ့ဝယ်လို့ရှိရင်ပို့ပြီးတော့တင့်တော်ပါတယ်။အထက်ကဖွဲ့စည်းပုံလေးကလည်း vacation home ဆန်ဆန်လေးဖွဲ့စည်းထားတယ်။ဝင်ကြည့်လိုက်ရအောင်။အိမ်လေးကိုရှေ့ကနေကြည့်လိုက်မယ်ဆိုရင်တော့ဒီမှာမြင်နေရတာတော့ဒီမှာအိမ်ဝင်ပေါက်တစ်ခုဒီဘက်မှာကားယုံဘက်ကနေတစ်ခုဝင်ပေါက်တစ်ခုရှိမယ်။ဒီမှာကားယုံကားနှစ်စီးစာရမယ်။ဒါကတော့အိမ်ရှိဘက်ကိုပြန်ထုတ်ထားတဲ့ bedroom တစ်ခုဖြစ်မှာ။နော်။ဒါကတော့သူ့ရဲ့ neighborhood ပါ။ ဒီဘက်ချမ်းမှာရှိတဲ့အိမ်လေအကုန်ရောင်းပြီးတော့အခုပြရတဲ့အိမ်ဒီလုံးပဲကျန်ပါတယ်နော်အဲပြီးရင်တော့နောက်နှစ်မှာဒီဘက်ချမ်းကိုဆက်ဆောက်မှာဖြစ်ပါတယ်ဒီနေရာဆာရာဖိဒီနေရာလေးကဆာရာဖိဆိုတော့မြေချောင်းတွေပေါ်ပါတယ်ပင်းရီဗာနဲ့နည်းနည်းတော့လှမ်းတယ်မနစ်တော့ဒီနေရာကိုရေမကြီးဘူးလို့တော့ပြောပါတယ်ဗျတစ်ပင်တွေလည်းကြီးတယ်စိမ့်စိမ့်ဆိုဆိုရှိတယ်နော် အိမ်က140 square meter ခြံက60 square ပါ60 square ပါပုံမှန်ဆိုရင်ခြံကျယ်ပါတယ်ဒါပေမဲ့ဒီလိုမျိုးတစ်ထပ်အိမ်ကို3 bedroom အပြည့်ဆောက်ထားရင်တော့အပတ်လည်မှာခြံထဲကဒီလောက်ပဲကျန်ပါပါ Okay အခုအိမ်ကိုကျွန်တော်ဒီအိမ်ရှေ့ဝင်ပေါက်ကလေးရတယ်ဝင်လိုက်မှာဆိုရင်တော့ဒါအိမ်ရဲ့ circulation ဒီ main hallway လေးတွေကိုကျွန်တော်ဝင်သွားမှာဖြစ်ပါတယ်။ဒီအိမ်လေးရဲ့ထူးခြားချက်ကပုံမှန်ဆိုလို့ရှိရင်ထားအိမ်တွေက living room တွေကိုရောက်သွားတယ်ရှေ့မှာထားတယ်။နော်ပြီးတော့တဖြည်းဖြည်းနဲ့နောက်ကိုအဲမိဖို့ကြောင်တော့ရောက်သွားတဲ့ပုံစံမျိုးဒီအိမ်ကပြောင်းပြန်ပါဒီအိမ်က back back yard ကိုအလှယူပြီးစောက်ထားပြီးရနော်ကျွန်တော်ပြပေးပါမယ်။ဒါကခုနကကားရုံဘက်ကနေဝင်တဲ့ပေါ့အဲအိမ်ဝင်ဝင်ချင်းလေးမှာဒီမှာညာဘက်ခြမ်းမှာ bedroom တစ်ခန်းရှိတယ်။ bedroom နေနဲ့လုံးလုံးအခန်းပုံနေနဲ့လုံးလုံး office ဒီလိုမျိုးယောဂလေးလုပ်လို့နော်အကိုရဲ့ကိုယ်ပိုင် space လေးနေနဲ့တုံးလို့ရမယ်ဟဲ့ပြင်တော့ကိုဆက်လာလိုက်မယ်ဆိုရင်ဒီမှာအိမ်ရဲ့ utility space လို့နေရာလေးပေါ့နော်စာကြည့်စွဲလေးပဲလုံးလုံးရှက်ပဲထားထား ဖနက်စင်တော့ထားထားနော်ဒီနေရာ hallway မှာခြေစတို့သုံးလို့ရပါတယ်အဲ့တော့ဒီနေရာဒီနေရာကနေစပြီးကြည့်လိုက်မယ်ဆိုရင်ဒါမှဒီရှေ့က living hall တောက်လျှောက်ကတော့တွေ့ရတာပဲနော်ဒီနောက်ဖက်ကိုအကုန်လှယူထားတယ်ဒီဘက်မှာအိမ်ခန်းတစ်ခန်းရှိမယ်ဒီဘက်မှာ master bedroom နဲ့ kitchen နဲ့ရှိမှာကျွန်တော်တို့အဲ့ဒါဆိုရင်ဒီဘက်က bedroom 2လေးကိုရင် ကြည့်လိုက်မယ်နော် ။ဒါလေးက bedroom 2လေးအိမ်ရဲ့ဘေးမှာဘေးပရင်းပေါက်လေးရမယ်။ဒရင်လုံးသာရှိမယ်။ wardrobe ရှိမယ်။အဲ့တော့ fully furnished ဆိုတဲ့နေရာမှာ electrical scene အနေနဲ့ကတော့ aircon တစ်လုံးပဲပါမယ်ဗျ။ဒီ TV တွေကတော့ဒါ model TV တွေပါနော်။ model တွေမပါပါဘူး။ခုမြင်ရတဲ့ bedding စီဒီ linen furniture တွေကျွန်တော်တွေတော့ပါပါတယ်နော်။အဲ့ဒါ bedroom 2ဒီဘက်မှာ ောင်းမန်းရေချိုးကံတော့ဒီမှာတော့ master bedroom master bedroom အာဒီမှာ closet space မှာတို့ရဲ့ dash bar တို့မှာတော့ master bedroom နေရနော်ဒီ slide တော့ဒါနောက်ခါက backyard ဖြစ်သွားပါပြီ backyard ဘက်ကိုအလှယူပြီးစောက်ထားတာဖြစ်ပါတယ်ဟုတ်ကဲ့ဒီကနေ့နေရာ TV ကတော့ model ပဲဒီဘက်ရကိုကျွန်တော်ဘေးကနေထွက်ပြီးပြန်ကြည့်ရမှာနော်ဒီမှာအခန်းထဲမှာပန်ကာလေးတွေထည့်ထားပေးပါတယ်ဒါကတော့ living room နေရာကိုရောက်ပါပြီ living dining open kitchen backyard ကစီရင်ဒီဇိုင်းလေးပါမယ်မီးဆိုင်လေးတွေဘန်ကာလေးတွေပါပါမယ်။ဟောဆိုဖာနဲ့လေးအောင်လည်းတောင်းပါနော်ဒီလိုဘေးဘေးမောက်တွေရမယ်။ဒီဒီဇင်းလေးပါမယ်ဒီဘီတော့မပါဘူး။ဒီအဲကောင်တစ်လုံးပါပါမယ်။အဲကောင်အဲ့တစ်လုံးပဲပါမယ်။အဲ့တော့သူ့ရဲ့အိမ်တိန်နဲ့တိန်ခြံတွေကိုလည်းခြံခြံစည်းရိုးတွေကိုလည်းအမြင့်ကြီးနေကာတာပြီနော် privacy အတွက်ပါ။ Okay. ော့မှာမီးဆိုင်လေးနဲ့ဓမင်းစပွဲလေးပါမယ်ဒီမှာတော့ open kitchen နဲ့ kitchen island လေးပါပါပါတယ်ဟုတ်ကဲ့ခုံလေးတွေနော်2.99နဲ့ဒါတွေအကုန်လုံးရမှာပါတခါတည်းထုတ်ဆွဲပြီးတက်နေရောပါအဲကုန်းလေးပါလေးတော့တက်ရမှာပေါ့နော်ကျန်ကောင်တာဟောပြည်စင်းလေးလည်းအကောင်းကြီးတတ်ထားပြီးရဲ့ကျွန်တော်ဘဲကရကိုဆက်ထွက်ကြည့်အောင် ော်ဒီ living layer အနေနဲ့ဒီ value ကိုထွက်လို့ရတယ်ဥပမာခုနကဒါ master ပဲเนาะဒီအနေနဲ့ထွက်လို့ရပါတယ် value layer ကဒီလိုလေးပါအာအင်ဝင်လို့ရှိရင်ဟိုပိုင်ဆိုင်မှုနဲ့နမိတ်ကောက်ဒီ ठी ပါเนาะဒီမှာတဝက်ကိုဒဇက်မိတ်လေးနဲ့ဟိုအခင်းလေးခင်းထားတယ်ခြံလေးနည်းနည်းကြံမယ်ဒီနောက်ဖက်မှာမြေပိုလေးနဲ့ တော်လေးနဲ့ဘိုးဘက်နောက်မှာမြောင်းလေးရှိရနော်ဒီမှာတကားပေါက်လေးလှုပ်ထားပေးတယ်ဒီကနေထွက်လို့ရပါတယ်ထွက်လို့ရတယ်ဒီ area တွေပိုင်တော့မပိုင်အောင်သုံးလို့ရပါတယ်အပင်လေးပါလေး site လို့ရမယ်ဒီမြောင်းကဒီမြောင်းကိုအစိုးရကနေပြီးတော့ဟိုတော့လာဖော်သွားတယ်ပြောပါတယ်နော်အဲ့တော့ကောင်းပါတယ်ကိုယ်တိုင်လှုပ်ဆရာမလို့ဘူးပေါ့နော်မြောင်းကိုအစိုးရကြည့်တယ် နောက်မှလည်းတောအောင်ပဲကြည့်ပါအေဂျင်တိတ်ဆိတ်ပါလေဒီနေ့เนาะအဲ့တော့ Sara P မှာရှိတဲ့3 bedroom 2 bathroom 140 square meter ခြံက60 square ပါတစ်ထပ်အိမ်ဈေးနှုန်းက2.99 Thai baht ပဲကြမယ် fully furnished electrical အနေနဲ့ကတော့ aircon တစ်လုံးပဲပါမယ်ကျန်တာတွေမပါဘူး ညနဲ့အနေငယ်လှမ်းတဲ့အတွက်ကြောင့်ဒီရေမှာပုံမှန်နေမယ်ဆိုတော့နည်းနည်းစဉ်းစားရမယ်။ဤသုံးဈေးကို10မိနစ်သွားရမယ်။ဤသုံးကြောင်းကတစ်ကြောင်းပဲရှိရယ်။လာနာကို15မိနစ်လောက်သွားလို့ရမယ်။အဲပုံကြောင်းတွေအလုပ်တွေပုံမှန်သွားနေရတဲ့လူတွေမရှိဘူး။ vacation အတွက် retirement အတွက်အလိုမျိုးနေမယ်ဆိုရင်တော့ဒီနေရာတော်တော်အဆင်ပြေတယ်။တိတ်ဆိတ်တယ်။ agent တွေတပင်းတွေကြီးတယ်။နားမှာရေချောင်းလေးတွေလည်းရှိတယ်။ရေမကြီးဘူးလို့လည်းပြောတယ်။ပိုင်ဆိုင်မှုအနေနဲ့2.30လီဆိုးကလုံးပြောက်ထိုင်းပိုင်ရှင်စီကနေထွက်မယ်။ ဒီ project ကလည်းဒီရှေ့တန်ကကြားသားတွေလည်းဒီလိုမျိုးရောင်းထားမှုတာရှိတာကိုတို့သက်သေပြုထားနိုင်တယ်။ဒီဆိုးဂလုံပြားအပြင်မူရင်း title ဒီ freehold ဂလုံနီကိုလည်းလက်ထဲကိုထည့်ပေးမယ်လို့ပြောပါတယ်။ဟောဒါလေးအဆင်ပြေပါတယ်။ဟုတ်ပြီအဲ့ဒါဆိုဒီအိမ်လေးကိုစိတ်ဝင်စားတယ်ကြည့်ကြည့်နေဆိုရင်တော့ဆက်သွယ်နိုင်ပါပြီ။ကျေးဇူးတင်ပါတယ်ဗျာ။